အားလုံးဝမင်္ဂလာပါမင်ခရစ်တော်ရရှိတဲ့ခရစ်တိုနဲ့ပတ်သက်တဲ့နောက်ဆုံးရသတင်းတွေကိုတက်ဆက်ပေးပါမယ်။ဘိုင်ဝိတို UAE မှာလိုင်စင်ရသွားတဲ့သတင်းနဲ့အတူဂျပန်မှာ Binance ကိုတွင်တွင်ကျကျတွေ့လာရနိုင်တဲ့သတင်းတွေကိုတက်ဆက်ပေးသွားချင်ပါတယ်။ကျွန်တော်ကတော့စီစဉ်တင်ဆက်သူခုဖြစ်ပါတယ်ခင်ဗျာ။ ။ရမရဘောင်းအနေနဲ့ဘိုင်ပစ်တို့ UAE မှာလိုင်စင်ရသွားတဲ့သတင်းကိုတင်ဆက်ပေးစင်ပါတယ်။မြန်မာယူဇာတွေကိုလှုပ်ချနိုင်လုပ်နေတဲ့ဘိုင်ဘေက RS software များပြည်တော်စု UAE ရဲ့ SCA ကနေ Virtual Access Platform Operator License ရသွားခဲ့ပြီဖြစ်ပါတယ်။ဒါကြောင့်ဘိုင်ဘေက UAE မှာတရားဝင်လေပတ်တော်မှာဖြစ်ပြီးအရှိအလယ်ပိုင်းဒေတာဈေးကွက်ကိုလက်အုပ်မှုယူလိုက်နိုင်တဲ့သဘောဖြစ်ပါတယ်။ အရှေ့လေပိုင်းဒေသကပထဝီနိုင်ငံရေးအခြေအနေအရပฏิပခတွေအများကြီးရှိနေပေမဲ့ဒီပฏิပခတွေကြောင့်ပဲခရစ်ပတိုမှာယင်းနှမြုံနှံဖို့စိတ်ဝင်စားလာစေပြီးတော့ခရစ်ပတိုဈေးကွက်ကိုအရှင်အဟုန်ကောင်းလာစေနေပါတယ်။ဒီလိုမျိုးအရှေ့လေပိုင်းဒေသအတွင်းနိုင်ငံတွေထဲမှာ UAE ကတော့ခရစ်ပတိုကမ္ပဏီတွေရဲ့အခြေစိုက်ရာနိုင်ငံတစ်ခုဖြစ်လာနေပါတယ်။အထူးသဖြင့်ဒူဘိုင်းကသူတို့ရဲ့ခရစ်ပတိုပိုင်းဆိုင်ရာလိုင်းရောညီတွေရှိတဲ့ဥပဒေတွေကြောင့်ခရစ်ပတိုလုပ်ငန်းတွေကိုဆွဲဆောင်ထားနိုင်ပါတယ်။ အခုပိုင်ဘက်ကလည်းအာရှဈေးကွက်ကနေအရှေ့အလယ်ပိုင်းဈေးကွက်ကို အားဆိုင်လာနေတာကို တွေ့ရပြီမဲအာရှဈေးကွက်ထဲကမှမြန်မာ user တွေအထွက်ကိုတော့ event တွေ campaign တွေအသစ်ပေးဖို့အနေငယ်ပြက်ကွက်နေသလိုပဲဆယ်ဟန်လိုမျိုးလူသုံးများတဲ့ feature တွေမှာ error မကြာခဏတက်နေတာတွေလည်းတွေ့ရပါတယ်ဒါပေမဲ့ဒါကလည်းဈေးကွက်အသက်တခုကိုအာရုံစိုက်နေရတာကြောင့်ရှိပိသားဈေးကွက် တွေနဲ့ product တွေမှာလက်လက်နေတာမျိုးဖြစ်နိုင်ပြီးဘယ်အချိန်မှပြန်ပြီးတော့အာရုံစိုက်နိုင်မယ်ဆိုတာကိုတော့စမ်းကြည့်ကြရအောင်ပါဖြစ်ပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့ဂျပန်မှာ Binance ကိုတွင်းတွင်းကျယ်ကျယ်တွေ့လာရနိုင်တဲ့သတင်းတင်ဆက်ပေးစီမှာ PP က Binance ဂျပန်မှာ share ဝယ်ယူပြီးတော့ crypto နဲ့ cashless payment တွေကိုပေါင်းစည်းဖို့သဘောတူညီလိုက်ပါတယ်။ဒီသဘောတူညီမှုကြောင့် PP က Binance ဂျပန်ရဲ့40ရာခိုင်နှုန်း share ကိုရရှိခဲ့ပြီး digital assets တွေကိုဂျပန်ရဲ့အကြီးဆုံး mobile payment network နဲ့ချိတ်ဆက်လိုက်ပါတယ်။ဂျပန်နိုင်ငံတွင်းကငွေပေးချေမှုလုပ်ငန်းတစ်ခုဖြစ်တဲ့ PP က Binance ဂျပန်ရဲ့ share 40ရာခိုင်နှုန်းအထက်ကိုဝယ်ယူခဲ့တာဖြစ်ပါတယ်။ ခရစ်တိုကာရန်စီဝယ်ဆောင်မှုတွေနဲ့ cashless ငွေပေးခြင်းမှုလုပ်ငန်းတွေကိုပေါင်းစည်းနိုင်ဖို့အတွက်ကိုလည်း PayPay နဲ့ပူးပေါင်းသွားအောင်ပါပါဒီပူးပေါင်းမှုကဂျပန်နိုင်ငံအတွင်းက PayPay user ပေါင်းတန်း80ကျော်ရှိတဲ့နဝါကနေတဆင့် crypto နဲ့ fiat ငွေပေးခြင်းမှုတွေကိုချောချောမွေ့မွေ့အသုံးပြုနိုင်မှုလည်းရည်ရွယ်ပါတယ်ကနဦးအစီအစဉ်တွေတဲမှာတော့ Binance Japan app ကနေ PayPay money ကိုအသုံးပြုပြီးတော့ cryptocurrency တွေဝယ်ယူခွင့်ပြုတာနဲ့ crypto to fiat ကို PayPay account တွေထဲကနေထုတ်ယူခွင့်ပေးတာတွေပါဝင်ပါတယ် ဒီဘူဘမှုကနေတဆင့် Binance အနေနဲ့ဂျပန် user တွေအတော်လေးထက်ရလာနိုင်ပြီးဒီလိုမျိုး user base များလာတာ Binance ကိုအသုံးချမှုနှုန်းများလာတာတွေက Binance ecosystem ကြီးတစ်ခုလုံးအပေါ်ကိုအကျိုးသက်ရောက်မှုရှိလာစေမှာဖြစ်ပြီးတော့ PNB ဈေးကိုလည်းအတက်ဘက်ကိုဆက်တင်ပေးနိုင်နေမှာဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါဒါကတော့မြန် crypto ရဲ့ရှိတဲ့ crypto နဲ့ပတ်သက်တဲ့နောက်ဆုံးရသတင်းတွေကိုတက်ဆက်ပေးခဲ့တာဖြစ်ပါတယ် မိတ်ဆွေတို့မှာ cryptocurrency ဝယ်ရလို့ပို Binance account တခုမရှိသေးဘူးဆိုရင် trading လောက်တဲ့မှာ free discount ပြင်ရမယ်အခုကောက်ကောက်အသုံးပြုပြီးတော့ account ဖွင့်နေပါတယ်။အားစင်ပေးကြတဲ့တော်တော်ရှင်များအားလုံး trade time မြင်ကြပါစေခင်ဗျာ။